ပြည့်စုံရင်လောကအတွက်မှာပဲဖြစ်ဖြစ်လောကသားတွေအတွက်ပဲဖြစ်ဖြစ်ဓမ္မမဟုတ်ရင်တရားဘာဝနာပွားကြမဲ့ပုဂ္ဂိုလ်အတွက်ပဲဖြစ်ဖြစ်ဉာဏ်သုံးမျိုးရှိတယ်သုတ္တမယဉာဏ်စိတ္တမယဉာဏ်ဘာဝနာမယဉာဏ်နဲ့ဘယ်နှမျိုးရှိသုံးမျိုးရှိပါတယ်ခင်ဗျာ။ဘာဉာဏ်นี่လဲပြောရင်သုတ္တမယဉာဏ် အဲ့ဒီဉာဏ်၃မျိုးဒီနေရာတိုင်းမှာအရေးကြီးပါနော်မှန်ပါပါနေရာတိုင်းမှာအရေးကြီးတယ်ဆိုတော့သုတ္တမယဉာဏ်သုတ္တမယဉာဏ်ဆိုတာဘယ်ပေါ်မှာတည်ပြီးတော့ဖြစ်တဲ့ဉာဏ်လဲလို့ပြောရင်ဘဟုသုတ္တအပေါ်မှာတည်ပြီးတော့ဖြစ်တဲ့ဉာဏ်ဘယ်ပေါ်မှာတည်ဖြစ်လဲဘုသုတ္တတွေရလာရင်အဲ့ဒီပုဂ္ဂိုလ်ဒီဒီသုတ္တတွေနဲ့ရလာတဲ့ဘုသုတ္တတွေကြောင့်ဉာဏ်ပညာတွေထက်မြက်လာတယ် အဲ့ဒါဒီဘာညာလဲပြောရင်သုတမယညာနဲ့ဘာညာနဲ့လဲသုတမယညာဆိုတာကအခုတရားနာတယ်ဘာရဖို့လဲပြောရင်သုတမယညာရဖို့ဘာရဖို့လဲသုတမယညာရဖို့ပဲအဲ့လိုဆိုတော့လူတယောက်ဟာသုတမယညာရယုံနဲ့တင်ပြည့်စုံပြီလားလို့ပြောရင်မပြည့်စုံသေးဘူးအဲ့ဒီသုတမယညာရဲ့နောက်က ဘာလိုက်ပေးရလဲပြောရင်စိန်တာမယညာလိုက်ပေးရတယ်ဘာလိုက်ပေးရစိန်တာမယညာလိုက်ပေးရပါဗျာစိန်တာမယညာဆိုတာဘာလောက်တာကသင်္ကင်းပါဝါပါပဲနော်စဉ်းစားပေးရတယ်တွေးခေါ်ပေးရတယ်ဘာလောက်ပေးရလဲစဉ်းစားပေးရတယ်တွေးခေါ်ပေးရငါရထားတဲ့သုတ္တဟာမှန်ရဲ့လားငါရထားတဲ့သုတ္တဟာဟုတ်ရောဟုတ်ရဲ့လားလို့နောက်ကပြန်ပြီးတော့ဘာညာလိုက်ပေးရမလဲ ိတ်ဓာမရနိုင်ဘာညာလိုက်ပြရမလဲအဲ့ဒီဉာဏ်မျိုးနဲ့ပြည့်စုံသွားရင်လူတယောက်ဒီအမှားနေသွားပြီဒုတမယမရှိဘဲနဲ့သွားပြီးတော့လှုပ်မှားမယ်စိန်တာမယမရှိဘဲနဲ့လှုပ်အဲ့ဒီပုံကိုဒီဘာဖြစ်မလဲမှားတဲ့တဲ့အဲ့ဒါမျိုးဉာဏ်မျိုးနဲ့ပြည့်စုံရင်တော့နောက်ကလက်တွေ practical လိုက်ပြီးရဒုတမယစိန်တာမယရဲ့နောက်မှာနောက်ဆုံးအဆင့်မြင့်ဆုံးဉာဏ်ကဘာဉာဏ်ရှိလဲမ ာဝနာမယညာနော်ဘာဝနာကိုတက်ရိုက်စွန်းတော့ take meditation လို့ဘာသာပြန်နိုင်ပေမဲ့တာမန်အပြည့်ကြည့်ရင်တော့တခုခုကိုသူက practice လုပ်တာပဲနော် practical လုပ်လိုက်တဲ့လုပ်ငန်းမှန်မှသည်ဘာဝနာမယညာပါပဲလက်တွေ့လှုပ်ဆောင်မှုပါရတယ်တဲ့ဘာပါရလဲလက်တွေ့လှုပ်ဆောင်မှုပါရပါတယ်ဗျာအပေါ်ကတုတ္တာတွေရှိနေတာလဲမှန်တယ်စိန်တာတွေရှိနေတာလဲမှန်တယ်လက်တွေ့မလှုပ်ရင်အောင်မြင်မှုရရလားအောင်မြင်မှု ေးအဲ့ဒါကြောင့်မို့အာလုံသောပုဂ္ဂိုလ်များဘဝမှာအောင်မြင်မှုရခြင်းဓမ္မမို့ရင် လုပ်ငန်းလုပ်တဲ့အခါအနေအမနေခြင်းနဲ့ဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီဉာဏ်ဘယ်နှမျိုးနဲ့ပြည့်စုံလဲ၃မျိုးနဲ့ပြည့်စုံမှာပါဗျာအဲပြောကြည့်ပါဦးဘာဉာဏ်နေလဲလဲအဲ့ဒီ၃မျိုးဒီတကယ်အရေးကြီးတယ်အဲ့ဒီ၃မျိုးလည်းပဲရှိသွားရင် သူကနောက်ထပ်ဘာလေးဆက်လိုက်မလဲလို့ပြောရင်အရာရာတိုင်းကိုတမာဒီလေးထားပြီဘာလေးထားပြီတမာဒီလေးထားပြီတမာဒီလေးရလိုက်ရင်စိတ်ကတည်ငြိမ်သွားတယ်လုပ်ငန်းတစ်ခုလုပ်တော့မယ်လို့ဆိုရင်လည်းပဲသေးသေးချာချာတည်တည်ငြိမ်ငြိမ်လေးဆုံးဖြတ်တဲ့အခါကျတော့အမှားမနေဘူးလားမှန်တယ်ပါလေဗျာအေးအဲ့ဒါကြောင့်မို့တကူကူကိုလုံးမယ်ဆိုရင်လဲအောင်မြင်အောင်လုံးမယ်ဆိုရင်တမာတိအားလိုတယ် concentration အားလိုတယ်ဘာလို့လဲ သမารီအားလိုဒီသမารီမှမရှိရင်နောက်ကဘာတွေမလိုက်တတ်ဘူးလဲပြောရင်ပညာတွေမလိုက်တတ်ဘူးဘာတွေမလိုက်တတ်ဘူးလဲပညာမလိုက်တတ်ပါဘူးခင်ဗျာပညာတွေမလိုက်တတ်ဘူးတဲ့အဲ့ဒါကြောင့်မို့ပထမအရှိဆုံးကသမာဓိရှိမယ်အဲ့ဒီရဲ့နောက်ကပညာရှိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီလောကမှာသူမတူအောင်အောင်မြင်မဲ့ပုဂ္ဂိုလ်ပဲဟုတ်လားပထမဉာဏ်သုံးမျိုးသုတမယဉာဏ်စိန္ဒမယဉာဏ်ဘာဝနာမယဉာဏ် နောက်တစ်ခုစိတ်ဓာတ်ကနှစ်မျိုးဘာနဲ့ဘာလဲလို့ပြောရင်တည်ကြည်တဲ့စိတ်ဓာတ်ခွဲခြားစိတ်ဖြာတဲ့စိတ်ဓာတ်ဘာစိတ်ဓာတ်နဲ့ဘာစိတ်ဓာတ်တည်ကြည်တဲ့စိတ်ဓာတ်နဲ့ခွဲခြားစိတ်ဖြာတဲ့စိတ်ဓာတ်ပါဗျာအေးအဲ့ဒါလေးနဲ့နာအဒီကြည့်တာကတော့တရားဝဲနာကြတဲ့ပုဂ္ဂိုလ်များသည် waste time ဖြစ်မသွားဖို့ရည်ကြည်ပါတယ်အချိန်ကျုံးတာမဖြစ်ဖို့ပဲဘာမဖြစ်ဖို့လဲအချိန်ကျုံးတာမဖြစ် ဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲအချိန်နေပို့လို့ဝေစတိုင်းလာလို့တာမဟုတ်တလို့ပဲနားတဲ့ပုဂ္ဂိုလ်များကလည်းအချိန်ပို့လို့လာပြီးအချိန်ဖြုံးတာဟုတ်လားမဟုတ်ပါဘူးဆရာအေးအဲ့ဒါမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့ဒီဟောလိုက်တဲ့တရားကိုဘယ်မှာထည့်သုံးမလဲလို့ပြောရင်ကိုယ့်ရဲ့နေ့စဉ်ဘဝထဲထည့်သုံးဘယ်မှာထည့်သုံးလဲနေ့စဉ်ဘဝထဲမှာထည့်သုံးမှာပါနေ့စဉ်ဘဝထဲမှာထည့်ပြီးတော့သုံးပေးရမယ် အဲ့ဒါမျိုး၄၀ဘဝတဲ့ထဲ့သုံးလို့ရတဲ့တရားကြီးတဲ့ဥစဉ်ကတော့စီစဉ်ထားတယ်။ဒီတရားကိုနာလိုက်တဲ့အတွက်ကြောင့်ရှင်ဘုရားဇန်တရားရမလား၊မတ်တရားရမလား၊ဖိုးတရားရမလားလို့မေးရင်မရပါဘူး။နော်။ရပါမလား။ရနိုင်ပါဘူးဗျာ။ဒါပေမဲ့အဲ့ဒီဇန်တွေမတ်တွေဖိုးတွေကို သွားဖို့ရာအတွက်အခြေခံရှိမှအဆင့်ရှိတယ်။နော်။အခြေခံအဆင့်မရှိဘူးလား။ရှိပါရ အဲ့ဒီအခြေခံကို မနိုင်ရင်ကြောင်းသားလို့ပါပဲမူလာတန်းကသာကိုမနိုင်ခဲ့ရင်အလေတန်းမှာခက်ခဲမတွေ့ဘူးလားသိပါတယ်ဗျာအေးအဲ့ဒါကအလေတန်းမှာတည်တည်ချာချာသာကိုမပိုင်နိုင်ခဲ့ရင်ဟိုဘက်အထက်တန်းရောက်တဲ့အခါခက်ခဲမတွေ့ဘူးလားသိပါတယ်ဗျာဒီတယ်ဟောပြီးသွားတဲ့အခါကျတော့ကဲဆယ်တန်းလဲအောင်သွားဟိုဘက်တက်ကတူရောက်သွားဝဲတော့ရကြင်ရသွားမယ်ဤလေလေဘွဲ့ဖြစ်တတ်တယ်ဘာဘွဲ့ဖြစ်တတ်လဲဤလေလေဘွဲ့ဖြစ်တတ်ပါဗျာတွေ့ဘူးလားဤလေလေဘွဲ့ လောကရဲ့ဤလေလေဘွဲ့တွေ့ဘူးလားအများကြီးရှိတယ်ကဲဥပမာအပြင်ကြည့်ဝဲတွေကရှိတော့ဆက်ရသွား BA ပြီးသွားတော့ MA တန်းလာ MRS လာလိုက်တယ်ပြီးသွားလို့ရှိရင် PC သီးစစ်ကလာရော PC သီးစစ်လည်းလာရောဘာတွေအခက်ခဲတွေ့တော့ဆိုတော့ဟောအင်္ဂလိပ်ဘယ်လိုရေးရမှမသိဘူး sign or writing လည်းမရတော့เนาะ sign or write speaking လည်းမရ writing လည်းပဲမရဘူး listening လည်းမရတော့ ကိုတင်ရမှာက အင်္ဂလိပ်လိုဖြစ်လာပြီအဲကြတော့ငွေအချောင်းကုန်ဘယ်သူတွေများအင်္ဂလိပ်လိုရေးတတ်လဲလို့နောက်ထပ်တစ်ဆင့်မလိုက်ရဘူးလားလိုက်ရပါတယ်ဗျာအေးအဲ့ဒါမျိုးကြတော့ဘာလဲပြီးတော့ဤလေလေဘွဲခေါ်တာအဲကြဘာဘွဲတော့ဤလေလေဘွဲပါဤလေလေဘွဲမဖြစ်ဖို့ရအရေးကြီးတယ်ဤလေလေဘွဲကြတော့ရထားပြီးတော့ချိတ်တော့ချိတ်ထားတာလာဆွေးနွေးမှကိုကြောက်နော်ကိုလာပြီးတော့ဒီဘွဲအတိုင်းလာပြီးတော့ဆွေးနွေးမယ်ဟော ဘွဲက MA ပြထားလိုက်ရင် MA နဲ့ကိုကအည်သွေးဒူနေမှပြန်နေမှနောက်ကအည်သွေးလိုက်နိုင်မှ မလိုက်နိုင်မဲနဲ့အဲ့တိုင်ချိတ်ထားရင်လူဟာကိုယ့်ဘွဲကိုကြောက်နေတတ်တယ်ဟုတ်လားဖြစ်တတ်သလားဖြစ်တတ်ပါတယ်လောကမှာအဲ့ဒါမျိုးဖြစ်တတ်တယ်အဲ့ဒါကြောင့်ဥစဉ်တို့လည်းဘွဲလေးတစ်ဘွဲရရင်အဲ့ဒီဘွဲနဲ့တန်အောင်မနဲ့နောက်ကလိုက်ရတယ်နောက်ကနေလိုက်ရခုဥစဉ်တို့ရှင်းဆုံးကနေတတ်ထားတာဝိနည်းဝီထုတဲ့ဝိနည်းဝီထုတဲ့မြန်မာလိုပါပြော ဝိနည်းယဝိဓုတဲ့ဟွန်းဝိနည်းကစီမြင်စည်းကမ်းနဲ့ဝိဓုကပညာရှိတဲ့ဝိနည်းစီမြင်စည်းကမ်းနဲ့ပတ်သက်ရင်တော့ပညာရှိပါပဲတဲ့ဘွဲတစ်စိတ်ကတက်ထလာဒါပေမဲ့ကို့လာပြီးတော့ပြောလိုက်လို့ရှင်မယားလူသက်မှုတစ်ခုဖြစ်တယ်ဗျာရှင်မယားတို့ရဲ့ဗုဒ္ဓရဲ့ Buddhist discipline မှာဘလို့ဥပဒေများရှိပါသလဲလို့လာပြီးတော့မေးလိုက်လို့ဝိနည်းစည်းကမ်းလာမေးလိုက်လို့ အာတကားရေ I don't know that the discipline အဲ့ဒီဒီကငါလည်းပဲမသိဘူးဟေ့လို့ဖြစ်နေရှေ့ကဝိနည်းဝီဒူနဲ့ကြိုက်ရလားကြိုက်ပါဘူးခင်ဗျာဝိနည်းဝီဒူကမြန်မာလိုပါပြောဝီနီးနဲ့ပတ်သက်လို့ပညာရှိတဲ့ဘွဲကဗားတယ်တော့ဝီနီးနဲ့ပတ်သက်လို့ပညာရှိပါဗျာအဲအဲ့ဒါကြောင့်မို့လောကမှာဘာပဲလို့လို့ပထမအဆုံးလိုတာဒီ quantity လိုပါတယ်နော် quantity မလိုဘူးလားလိုပါတယ်ဗျာဘာလို့ quantity လိုလဲဆိုတော့ အရေးအတွက်အရေးအတွက်ကအရင်လိုပါတယ်ဘာလို့လဲအရေးအတွက်လိုတယ် quantity ပြီးသွားရင် quality ပါမှရနော် quality ကဘာဖြစ်သွားလဲအရေးအချင်းအရေးအသွေးဝဲတွေအများကြီးနဲ့လာပြီးအလုံးလျှောက်လိုက်လို့ခန့်ထားတယ်ဟိုကြတော့ကဲမင်းအင်္ဂလိပ်စကားပြောကျွမ်းကျင်ရမယ်ဘာညာနဲ့လှုပ်ထားလိုက်ရော foreigner တယောက်ရောက်လာလို့သူနဲ့မိတ်ဆက်ပေးလိုက်ထွက်ပြေးပတ်ပြေးနေရရင်ကြိုက်သေးလားကြိုက်တော့ပါကြိုက်ဘူးအဲ့ဒါကြောင့်မို့ လူတယောက်ရဲ့အရည်သွေးဒီပထမဦးဆုံးကဘာအရေးကြီးလဲလို့ပြောရင်အရည်အတွက်ဖြစ်တဲ့ဘွဲ့ဒီလိုအပ်ပါတယ်အဲ့ဒီရဲ့နောက်ကဘာလို့လဲအရည်အချင်းလိုအပ်တယ်အဲ့ဒီနှစ်ခုမှမရှိရင်ဘွဲ့ရတော့တာငွေကုန်တာပဲကျိုးရှိလားကျိုးမရှိပါဘူးခင်ဗျာ အဲ့ဒါကြောင့်မို့တရားနာရင်လည်းအဲ့ဒီအတိုင်းပဲဒါနမူနာပြောပြနော်တရားနာကြတယ်တရားနာကြတယ်ဆိုတော့ဥစဉ်တို့ကလည်းအချိန်နေပုံလို့လာဖြုံးတာဟုတ်လားဟုတ်ပါဘူးဗျာတို့တော်စင်တို့ကလည်းအချိန်နေပုံနေလို့လာပြီးတော့ဒီမှာအချိန်ဖြုံးတာဟုတ်လားဟုတ်ပါဘူးဗျာအေးအဲ့ဒါကြောင့်မို့ကိုကကြာကြာနာနာဩဒါဟာတရားဝဲဆိုတာဖြစ်ခဲမြဒါဟာ golden chance ပဲနော်ရွှေအခွင့်ရေးပဲနော်တကယ်ရွှေကတေးကြရလား တကယ်ဆွေတွေကမသေးကြဘူးဒီအခွင့်ရေးကတော့မသေးကြဘူးလားအေးသေးကြတော့အဲ့ဒီအခွင့်ရေးကိုကြကြနန္နာအသုံးချရရမယ်အသုံးချမဲ့ပုံကူများတွေဥစဉ်နေနဲ့ဘာပြောပြမလဲပြောရင်ခေါင်းကြီးကသာသနာနဲ့သာသနာပြု